အလုံးပဲမင်္ဂလာပါမင်္ဂလာညချမ်းပါခင်ဗျဟုတ်ကဲ့ကဲဒီတစ်ပတ်ကတော့ကျွန်တော်တို့၄ချိန်မြောက်ဖြစ်သွားပြီเนาะကျွန်တော်တို့1ချိန်ကြီးနေပဲပြီးတက်နေရတယ်ပေါ့နော်ဟုတ်ကဲ့အတန်ကြားရလားအတန်ရှင်းရလားကျွန်တော်မှန်လာပြီပါเนาะမှန်လာပြီပါအဲ့တော့ကျောင်းမိတ်ဆွေများကျွန်တော်ညပြပေးခဲ့တယ်เนาะ35ဆိုတော့မနက်က36လို့ထွက်သွားတယ်เนาะ အဲ့ညနေခင်းမှာကျတော့ကျွန်တော်တို့က43ဆိုပြီးကျွန်တော်တို့လှုပ်ချသွားတယ်။အဲ့ညနေခင်းကတော့ကျွန်တော်ပေါ့ကျွန်တော်ဘယ်လိုပြောမလဲဆိုလေးထိတ်စီတော့ရတယ်ဗျာ။နော်။ကျွန်တော်အလုပ်ကလည်းမအားတော့ကျွန်တော်ဒီညနေတောင်မှဘလို့မဟိုခုနမမရအောင်ဖြစ်သွားတယ်နော်။အဲ့တော့ဒီ Viber ညီကောင်မောင်မားတွေလည်း ဘယ်လိုပြောရမလဲကျွန်တော်မပို့ပေးနိုင်ရေပေါ့နော်အကြောင်းမပြန်နိုင်ရေညနေရတော့ကျွန်တော်အလုပ်မအားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမနက်ဖြန်ပေါ့နော်မနက်ဖြန်မနက်ဖြန်အတွက်ကိုကျွန်တော်ဘက်ကနေပြီးတော့အမိတ်ဆွေများကိုကျွန်တော်တို့ကကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ site တွေလဲကျွန်တော်အခုပြန်လာတဲ့ကနော်အလုပ်ပြန်လာတဲ့ကကျွန်တော် site တွေ share လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကနော် ထပ်ပြီးသားတပြားဟောင်းမယ်ကျွန်တော်တို့ဖွင့်ပြနေလို့မရဘူးเนาะကျွန်တော်တို့မူတစ်လေးတွေနဲ့ကျွန်တော်လမ်းကြောင်းလေးတစ်ခုပေါ့เนาะအဲကျွန်တော်ချိန်းကြည့်ရပေါ့ဗျာအဲ့ဒါဘာဒီအာသာချက်အာနေချက်တွေတွေ့လဲဆိုတော့ပေါ့เนาะအဲအာသာချက်အာနေချက်တွေတတွေ့ခညာเนาะအဲ့တော့အာသာချက်အာနေချက်တွေတွေ့ဆိုတော့မနေ့ဖြန်ကိုကျွန်တော်ကနီလန်းပေါင်းစုံနဲ့ကျွန်တော်ကြည့်တဲ့အခါမှာเนาะကျွန်တော်ကနန်းတော်လုံးမရှိသေးပါဘူး ၃လုံးပဲကျန်တော့တယ်အခုထွက်လာတဲ့၄ချိန်မှာကနခုနှစ်လုံးထွက်လာတယ်ဒါကစားကွက်လှည့်သွားတာပေါ့နော်ဒါသူ့ဘက်ကနေပြီးတော့လှည့်သွားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအရင်ပုံစံတိုင်းကျွန်တော်လမ်းဟောင်းတိုင်းလိုက်နေလို့မရဘူးနော်အဲ့ဒါကိုကျွန်တော်တို့ကအခုပေါ့နော်ကျွန်တော်မြင်တွေ့သမျှပေါ့နော်အနေထားရဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာသုံးသက်သွားပြီးမယ်နော်ဘာတွေဘာလို့ကောင်းတယ်နောက်ပြီးတော့အဲကျွန်တော်တက္ကနာကိုကွက်ကျွန်တော်ထုတ်သွားပြီးမယ်နော်တက္ကနာကိုကွက်နော် ကျွန်တော်ဒါတော့ကျွန်တော် line ပေါ်မှာတက်ပုံတက်နေရတော့မပြဘူးဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးကျွန်တော်ပြလိုက်လို့ဆိုလို့ရှင်ကျွန်တော်တို့လမ်းပေါက်တွေပိတ်သွားလိုက်မှာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့အကွက်တရာမှာနော်အကွက်တရာမှာကျွန်တော်6ကွက်အပြန်လှန်ဆိုတော့16ကွက်သေးသွားပြီပေါ့နော်16ကွက်သေးသွားပြီအဲ့ဒါဘယ်လောက်ထိသေးသွားလဲဆိုလို့ရှင်ကျွန်တော်တို့ဒီတလားကြော်ကြော်လောက်ထိမှန်နေခဲ့တာ ဒီနေ့ဒီချိန်ထိမဖောက်သေးပါဘူးเนาะအဲပြောမှဆိုရင်တော့အဲ့နီးရတော့ကျွန်တော်မပြဘူးเนาะအဲ့တော့အဲ့တက်ကနန်းနဲ့လွတ်တဲ့ကနန်းကိုကျွန်တော်ပေးသွားမယ်เนาะပေးသွားမယ်အဲပြီးတော့ကျွန်တော် break လေးအခုပေါ့เนาะ break က၃ပင်မြောက် break ကြီးကျွန်တော်တစ်ချက်ချချပေးသွားမှာပေါ့เนาะ break ကတော့ break 1 chain break ပေါ့เนาะ break နှလုံးပေါ့တစ်ပြည့်ဖြင်းဖြင်းမဖြင်းဥပမာပေါ့တစ်ဆိုရင်တစ်ပြည့်တစ်ရပါဝါ6အဲဥပမာ သုံးဆိုလို့ရှိရင်3ရပါဝါ6ဟိုမှာ3ညဆိုရင်3ညပါဝါ5အဲ့လိုမျိုးပရိတ်နှလုံးပြီးသွားမှာဖြစ်ပါတယ်နော်အဲ့လိုလဲဆိုတော့ကျွန်တော်မက်ဆင်များကျွန်တော် site ကောင်းကောင်းမူကောင်းကောင်းနေကျွန်တော်ချပြလိုက်တာနဲ့ကျွန်တော်ရ site ရ one chain နေပဲဖြစ်သွားဟုတ်ပြီလားနားလဲလားအဲ့ဒါလေးကြီးနော်သဘောပေါက်ရလားနောက်ပြီးတော့ကျွန်တော်ဒီမှာမူတွေကိုကျွန်တော်ပြပေးမယ်ကိုမကိုအဲနော်အခုဖြစ်စင်ပေါ့နော်ကျွန်တော်တို့ စဉ်းစားမယ့်အနေအထားတစ်ခုကိုကျွန်တော်ဒီမှာတစ်ချက်ပြောပြပေးသွားမယ်အဲဒီမှာကိုကြိုက်တာကိုရွေးပါပြီးရင်ကျွန်တော်ကအဲ့ထုတ်သွားပေးသွားတဲ့เนาะတွဲပေးသွားတဲ့ကဏ္ဍနေရာနေကျွန်တော်ဘယ်ကွက်ကတည်တယ်တည်တယ်ဆိုတာကိုကျွန်တော်အဲဒါပြန်ဖယ်ထုတ်လိုက်မှာပေါ့ဗျာเนาะပြန်ဖယ်ထုတ်လိုက်မှာပေါ့เนาะဒါမျိုးလေးအဲ့ဒါတော့ကျွန်တော် site ကိုပြဖို့เนาะအခုကျွန်တော်ပြမှာတော့ကျွန်တော်မိတ်ဆွေများကို one chain အပီပေါ site ကိုအရင်ဆုံးခြားပြလိုက်မယ်เนาะ ကဲဒါဆိုကျွန်တော်တို့စမှာပေါ့နော်20လေးကိုစမယ်လူကတော့မစောက်ဘူးနော်သူကြည့်ချင်တဲ့သူကြည့်မကြည့်ချင်တဲ့သူနေနော်အဲကျွန်တော်တို့ပြမှာကျွန်တော်တို့တောင်းဝင်နော်ဟုတ်ပြီနော်အဲ့တော့လူတော့မစောက်တော့ဘူးအချိန်မရှိတော့ဘူးနော်ကျွန်တော်တို့ကျွန်တော် line တက်တာနောက်ကြတယ်ဟုတ်ပြီလားအခုကျွန်တော်ကိုချစ်တဲ့သူတကယ်ချစ်တဲ့သူပဲလာနော်တကယ်ဟိုတာပေါင်းနေတာမပေါင်းရင်နော်နိုင်ခွာမယ်ဆိုရဟာရတမတလိုင်းသွားလိုက်မယ်ဟုတ်ပြီလား မြဲတမ်းရှင်နေရနေရနှစ်နှစ်ခါကဖြစ်တဲ့ပြိတက်တွေကတော့အဲညီဝန်တမတွေအတွက်ကတော့ဒါဘလိုပဲဖြစ်ဖြစ်ကျွန်တော်မှားတယ်ပဲဖြစ်စေမှန်တယ်ပဲဖြစ်စေပေါ့နော်မှားတယ်ပဲဖြစ်စေမှန်တယ်ပဲဖြစ်စေပေါ့နော်လုံးမိုင်းလူချင်းလားတဲ့လုံးမိုင်းလူချင်းနေဆိုရင်ပြောပြလိုက်မယ်နော်အခုကဏ္ဍခုနှစ်လုံးကြံခုနှစ်လုံးကျွန်တော်တို့ထွက်သွားပြီနော်ခုနှစ်လုံးထွက်သွားပြီ ဲ့ဒါ तू ဘာကြောင့်လဲဆိုတော့ तू လှဲ့တော့မှာလှဲ့တော့မှာသိလားလုံးပိုင်ရင်လို့တော့မရှိလမ်းကြောင်းရင်လို့တော့ကျွန်တော်ပြောပြပေးသွားမှာเนาะဟုတ်ပြီလားကဲဒါဆိုကျွန်တော်တို့တွက်နီကိုကြည့်ပါเนาะအဲ့ဒါဘယ်ဟာလုံးပိုင်ဘယ်ဟာဝမ်းချင်းဘယ်ဟာဖြစ်နိုင်မဖြစ်နိုင်ဆိုတာဆုံးဖြတ်လို့ပြရတာပေါ့ဗျာစိုက်နေပြတာเนาะကဲစမယ်ကျွန်တော်အရင်ဆုံးမဟုတ်เนาะကျွန်တော်ဒီဝမ်းချင်း site ကိုအရင်ဆုံးချပြပေးသွားမှာเนาะအရင်ဆုံး one page site ကိုချပြပေးသွားမယ်ဟုတ်ပြီလားအဲ့တော့ဒီမှာခွန်ရယ်ရှိရယ်ပေါင်း9တယ်เนาะ9 9ပါဝါ3ကြเนาะ3ရ9အချိန်အဲ့ဒီမှာ51လို့ကြเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာထပ်ပြီးတော့เนาะဒုတိယအချိန်3ကပ်ပြဖြစ်ပါတယ်เนาะ အဲ့တော့ကျွန်တော်တို့ဒီမှာ၄ရဲ့၁ရပေါင်းတော့ကျွန်တော်တို့၅ပဲเนาะ၅ရဲ့ power 3ကြเนาะအဲ့ဒီမှာ80လို့ကျွန်တော်တို့ကြာရเนาะဒီလိုစေအခုဒီမှာကျွန်တော်တို့ကခွန်ရဲ့ခွန်ရဲ့3ရဲ့ပေါင်းခွန်ရဲ့3ရဲ့ပေါင်းတော့3ညဖြစ်ပါတယ်3ညပါပါ5ဖြစ်ပါတယ်เนาะဒါ3ည5 1 chain နေပေါ့เนาะဒါ1 chain เนาะ ါလည်းကျွန်တော်တို့ one chain ဖြစ်ပါတယ်နော်အဲ့တော့ဒါတရား one chain ဆိုတော့ကျွန်တော်တို့အပိပုတ်ကြနေတဲ့ပုံစံကိုကျွန်တော်တို့တစ်ချက်ထုတ်ပြပြီးမှာနော်အပိပုတ်ကြနေတဲ့ပုံစံကိုကျွန်တော်တို့မထုတ်ပြပြီးရင်ကျွန်တော်တို့ဒီမှာ break လေးကျွန်တော်တစ်ချက်ချပြပေးမယ်နော် break break hi မင်္ဂလာပါတဲ့မင်္ဂလာပါရှင်နဲ့ဟုတ်ကဲ့မင်္ဂလာပါနော်အဲ့တော့ break ပေါ့နော်ဒါ break ဒါ break break နော်သူပေးနေတဲ့ break ဲ့ဒါ break ဖြစ်ပါတယ်နော်အဲ့ဒါ break ကကျွန်တော်တို့ဘယ်လိုလဲဆိုတော့တို့ကဒီမှာကြည့်9ရဲ့6ရဲ့ပေါင်းတော့1တာ1ပါတဲ့နော်1ရဲ့ power 6เนาะ1 6 break 1 break နဲ့ကျွန်တော်တို့အဲ့ဒီမှာ6 break ဆိုပြီးတော့ကျွန်တော်တို့ကြာပြီဗောနော်6 break ဆိုပြီးတော့ကျွန်တော်တို့ကြာတော့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ1ရဲ့ခွန်းရဲ့ပေါင်းတော့8ပါတဲ့နော်1ရဲ့ခွန်းရဲ့ပေါင်းတော့8 8 power 3เนาะ8 3 break ရှစ်သုံး break ကိုတဲ့ကျွန်တော်တို့ပါကြတယ်အဲ့ဒီမှာရှစ် break ဆိုပြီးတော့ကျွန်တော်တို့ကြာနော်ရှစ် break ဆိုပြီးတော့ကျွန်တော်တို့ကြာနော်ဒါဆိုရင်ねကျွန်တော်တို့ဒီမှာရှစ်ရဲ့သုံးရင်ပေါင်းတော့ပါလဲ1နော်1ရဲ့ power 6 16 break ဖြစ်ပါတယ်တဲ့နော်16 break နော်16 break ဖြစ်ရမယ်ဒီမှာနော်မနေ့ကပြန်ကျွန်တော်တို့16 break ဖြစ်ပါတယ်နော် break က16 break ဖြစ်ရမယ်တဲ့နော် break က16 break ဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာကနော် 93ညအချိန်ဖြစ်ထားတယ်ဗျာအဲ့တော့ဒီမှာကျွန်တော်ကြည့်မယ်93ညအချိန်ကို16 break နဲ့ဆိုကျွန်တော်ဘာကတ်မှာ5ဆိုလို့ဆိုရင်ကျွန်တော်1ကတ်မှာเนาะ3ညဆိုလို့ဆိုရင်6ကတ်မှာပေါ့ဗျာเนาะ6 break ဆိုလို့ဆိုရင်အဲ1 break ဆို1ကတ်မှာပေါ့ဗျာเนาะဒါဆိုလည်းဒီမှာလည်းကျွန်တော်ဒီမှာဒီတိုင်းပဲเนาะဟာဒီမှာ93ညဝမ်းကျဲကိုကျွန်တော်တို့အဲ့မှာ3 break နဲ့ဆိုလို့ဆိုရင်ဘာကတ်မလဲကျွန်တော်တို့အဲဒီ10 break ဆိုလို့ဆိုရင်3ပေါ့เนาะအဲเนาะ10 break ဆိုရင်3 ဟုတ်ပြီလားเนาะပြီးတော့ကျွန်တော်တို့ဒီတုံညာနဲ့ဆိုလို့ဆိုရင် ရှစ်ပြိဆိုရင်ရှစ်ပေါ့เนาะလမ်းမျိုးလေးကတ်တာပေါ့เนาะဒါဝမ်းချင်းမတိတဲ့သူတွေအတွက်ပြောပြတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကအခုဒါဝမ်းချင်းနဲ့ကျွန်တော်တို့က break က1ချောက် break ဆိုပြီးတော့ကျွန်တော်ရရှိနေပါဗျာဒါဆိုရင်ကျွန်တော်နောက်ထပ်ထပ်ပြီးတော့ဒီမှာပေါ့เนาะကျွန်တော်တို့ဝမ်းချင်းတစ်ခုကိုထပ်ရှင်းပြပါမယ်เนาะအဲ့တော့ဒီမှာကျွန်တော်တို့ကဒါမျိုးသွားมาဖြစ်ပါတယ်เนาะ เนาะဒါဒါဆိုကျွန်တော်တို့ဒီမှာတည့်ရတည့်ရပေါင်း3ရပေါင်းเนาะကျွန်တော်တို့ကတည့်တည့်ရပါဝါ6เนาะဟာလာလဲတည့်6က1ချိန်ပဲတဲ့เนาะ1ချိန်တည့်6က1ချိန်မှာကျွန်တော်တို့ဒီမှာအပြီးကြပြီဗျာခါဒီမှာเนาะအားဒီမှာကျွန်တော်တို့เนาะ51ဆိုပြီးတော့ကျွန်တော်တို့เนาะ6ပြိနဲ့အပြီးကြပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာလည်း 6ရေ9ရေပေါင်းတော့3နဲ့เนาะ3ရေပါပါ8တယ်เนาะ3 8 1ချင်းဖြစ်ပါတယ်တဲ့เนาะ3 8 1ချင်းကို9တုံညာအချိန်နဲ့အဲ့ဒီမှာတဲ့အပီးတဲ့80ဆိုပြီးတော့ကျွန်တော်တို့ကြာတယ်ဒီမှာကျတော့ကျွန်တော်တို့58ဆိုပြီးတော့6ပရိနဲ့ကြာတယ်เนาะဒီမှာကျတော့အဲတုံညာ8ဆိုပြီးတော့ဟာဒီမှာ10ပရိနဲ့ကျွန်တော်တို့ကြာတယ်ပေါ့ဗျာเนาะအဲ့မှာအလုံးကြာပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထပ်ပြီးတော့ဒီမှာ နော်၄ရဲ့၉ရဲ့ပေါင်းတော့ကျွန်တော်တို့ကပါရလဲ၃ရပါတယ်၃ရဲ့ပါဝါက၈ဖြစ်ပါတယ်နော်ဒါတော့1ကျင်းဖြစ်ပါတယ်နော်ဒါ1ကျင်းဖြစ်ပါတယ်နော်၃ရှစ်အချိန်နဲ့၃၅အချိန်ဖြစ်ပါတယ်တဲ့နော်၃ရှစ်အချိန်ဝင်၃၅အချိန်နဲ့ကျွန်တော်တို့ break ကဘာဘာ break ကြာမလဲဆိုတော့၁၆ break ပေါ့နော်အဲ့တော့၁၆ break ဆိုလို့ဆိုရင်ကျွန်တော်တို့ကเนาะကျွန်တော်တို့က၁၆ break ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာပါလဲเนาะ ဒီမှာကျွန်တော်တို့တွဲလို့ဒီဝမ်းကြီးနှစ်ခုကိုတွဲလို့ဒါဆိုလို့စင်မရပါဘူးเนาะဒါလည်းမရပါဘူးเนาะဟုတ်ပြီเนาะမရဘူးတဲ့အဲ့တော့မရဘူးဆိုတော့ကျွန်တော်တို့ brain နဲ့မကပ်ဘူးဗျာเนาะ brain နဲ့မကပ်ဘူးဆိုတော့ကျွန်တော်နောက်ထပ်တနည်းထပ်ပြီးတော့ကျွန်တော်မိတ်ဆွေများကိုအဲကျွန်တော်တစ်ချက်ပေါ့เนาะတစ်ချက်ထပ်ပြီးတော့တလုံးဒီဝမ်းကြီးဒီဝမ်းကြီးနှစ်ခုတွေကဘယ်ကောင်ကပို့ပြီးတော့မာလဲဆိုတော့ထပ်ပြီးတော့ကျွန်တော်ချုပ်ပြပြပြီเนาะ နော်ဒီ1ချိန်နှစ်ခုကြီးကနေပြီးတော့ဘယ်ကောင်ပုံမှာလဲဆိုထတ်ချုပ်ပြအောင်ပါနော်နော်အတောလောနော်အတောလောအတောလောနော်အတောလောကျွန်တော်တို့ကဘယ်လိုပေါင်းလဲဆိုတော့ထပ်ပြီးတော့ကျွန်တော်ကြည့်ပါနော်နော်ထပ်ပြီးတော့ကျွန်တော်တို့ကြည့်ပါနော် ဒီသုံးလုံးပေါင်းခြင်းဒီတဲ့အဲ့ဒီသုံးလုံးပေါင်းခြင်းဒီရဲ့ကျွန်တော်တို့ဗာရလဲနော်ဒီသုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့ဗာရလဲအဲ့ဒီမှာ9ရဲ့6ရဲ့ပေါင်းတော့1 9နဲ့ပေါင်းတော့3ညာတဲ့3ညာတဲ့3ညာပါပါ9တဲ့နော်3ညာ9အချိန်ဟာအဲ့ဒီမှာတွေ့လားနော်ဒီမှာလဲ9 3ညာအချိန်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာတိရခွင့်ရပေါင်းတော့၈နှစ်နဲ့ပေါင်းတော့လေ၃ညတဲ့၃ညပါပါ၅၃ညငါအချိန်ပဲဖြစ်ပါတယ်เนาะ ဲဒါဆိုလို့ဆိုရင်ဒီမှာလည်းကျွန်တော်တို့ကဒီမှာ၈ရက်၈ရက်ကျွန်တော်တို့6ရက်ပေါင်းတော့၄เนาะ၈ရက်6ရက်ပေါင်းတော့၄အဲဒီမှာ3နဲ့ပေါင်းတော့ကျွန်တော်တို့ကခွန်ဖြစ်ပါတယ်တဲ့เนาะခွန်ဖြစ်ပါတယ်ခွန်ပါဝါနှစ်เนาะခွန်နှစ်အချိန်ဖြစ်ပါတယ်เนาะခွန်နှစ်အချိန်ဖြစ်ပါတယ်တဲ့เนาะမင်္ဂလာပါဆရာဇော်ကြီးဟုတ်ကဲ့မင်္ဂလာပါခင်ဗျာเนาะမင်္ဂလာပါ ကျွန်တော်တို့စတားစောစော channel ကနေပြီးတော့ဒီဘက်ဟိုလာအားပေးတာကျေးဇူးတင်ပါတယ်เนาะကဲဒါဆိုလို့ဆိုရင်ကျွန်တော်တို့82ဆိုတဲ့အချိန်လည်းရှိတယ်เนาะ35ဆိုတဲ့အချိန်လည်းရှိတယ်38ဆိုတဲ့အချိန်လည်းရှိဟုတ်ဗျာဒီမှာအချိန်3ချိန်ကွဲသွားတယ်ဗောဗျာအချိန်3ချိန်ကွဲသွားတဲ့အခါကျတော့ကျွန်တော်တို့ကဒီ1ချိန်3ချိန်ကနေပြီးတော့ကျွန်တော်တို့အပီးပေါင်းထုတ်နိုင်မယ်ထုတ်နိုင်လားဆိုတော့လေထုတ်နိုင်ပါတယ်เนาะထုတ်နိုင်တယ်ဗျာ ထုံးနိုင်လဲဆိုတော့ကျွန်တော်တို့ဒီ brain နဲ့ကြိုက်ပြီးတော့ထိုးမယ်ဆိုလို့ရှင်ကျွန်တော်ကဒီမှာကြာရဲ့မိတ်ဆွေများပေါ့နော်ထပ်ပြီးတော့ကျွန်တော်ဒီဒီပေါ့အနီးကဖြစ်စဉ်တစ်ခုကိုထပ်ပြီးတော့ဒီမှာဒီမှာထုတ်ပြပေးမယ်နော်အနီးကဖြစ်စဉ်တစ်ခုရှိပါတယ်နော်အနီးကဖြစ်စဉ်တစ်ခုရှိတယ်နော်အနိကပြစင်တစ်ခုလေးတော့ရှိပါတယ် နော်ကဲအရာဆိုတော့ကွန်ပလန်နဲ့လှည့်လိုက်မယ်နော်ဒီမှာကျွန်တော်ပြပေးမယ်ညီကဖြစ်စဉ်ကျွန်တော်တို့အဝေးတွက်မှပြရတော့နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဒီ51အနေပြီးကျွန်တော်ချလိုက်မယ်နော်51ပြီးလို့ဆိုရင်ကျွန်တော်တို့က49နော်ပြီးလို့ဆိုရင်82ပြီးလို့ဆိုရင်61ပြီးရင်38 နော်ပြီးရင်89ပြီးရင်36နော်ပြီးရစရင်43နော်အဲ့ဒါကိုကျွန်တော်ထိပ်စီတစ်လုံးရှာပေးမယ်သိလားထိပ်စီတစ်လုံးရှာပေးမယ်အော်ထိပ်စီတစ်လုံးကကျွန်တော်တို့ဒီမှာကြည့်ဒီနှလုံးပေါင်းခြင်းနဲ့နော်ဒီနှလုံးပေါင်း1ဖြစ်တယ်နော်တခြားကြည့်ပါနော်ဒီနှလုံးပေါင်း1ဖြစ်လို့တဲ့ဟာလားအဲ့နှလုံးပေါင်း1ဖြစ်လို့တည့်ရဲ့ပါဝါ6တဲ့နော် အနှလုံးပေါင်း10ဖြစ်လို့တည့်ရပါဝါ6တည်တဲ့เนาะဟာဒီမှာကျွန်တော်တို့ကဒီ3လုံးပေါင်းခြင်းတည်တဲ့ကျွန်တော်တို့6လို့ရမှာမယ်တဲ့ရေကျွန်တော်ဖုန်းပြောအဲခဏလေးအဖေလိုက်လွှင့်နေတယ်ဒီမှာဖုန်းပြောဒီမှာအဖေလိုက်လွှင့်နေတယ်တော်တော်ပါဖြစ်ပါပါပိုက်ဆက် ဒါစားလေ။ဒါ EV ဆို။ဟမ် EV ။ကျွန်တော်ကမော EV ။ဟမ်။ဒီစားရင်ခဏရနိုင်ဖိနေစား။နော်။အဲ့တော့ကျွန်တော်ဒီမှာနှလုံးပေါင်းခွန်နိုင်နော်။နှလုံးပေါင်းခွန်ဖြစ်တယ်တဲ့ခွန်ရဲ့ပါဝါနှစ်တဲ့ခွန်နှစ်ဖြစ်ရမှာပေါ့နော်။ခွန်နှစ်ဖြစ်ရမှာဆိုတော့ကျွန်တော်တို့ကချက်ကြည့်ပါ။သုံးလုံးပေါင်းခြင်းနှလုံးပေါင်းကျွန်တော်တို့လေးရှိရတယ်နော်အဲ့ဒီမှာသုံးလုံးပေါင်းခြင်းပါရယ်ခွန်ဆိုပြီးတော့ကျွန်တော်တို့ရအောင်ဗျာနော် ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာလည်းထပ်ကြည့်ပါမယ်ပေါ့နော်ဒီနှလုံးပေါင်းခြင်းက6ဖြစ်ပါလေတဲ့နော်နှလုံးပေါင်းခြင်းကကျွန်တော်တို့6 6ရဲ့ပါဝါ1တဲ့6 1ဒီမှာ3လုံးပေါင်းဖြစ်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကြည့်ဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့3ရလာတယ်ပေါ့ဗျာ6ဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ3ထိတ်နော်3ထိတ်ဖြစ်ရမယ်တဲ့နော်6ဖြစ်လဲဟေးနာညီအဲ့လိုမလုပ်ပါဘူး ပြောနေမလောက်ကောင်းလို့ပြောနေတယ်ဟုတ်လားငါတုံးနေလားမသိရပြန်ထည့်လားဟွန်းပြောဆိုအမကြလားဒါတာဆိုရင်ကျွန်တော်တို့ကဒီမှာဒီမှာပေါ့ဗျာเนาะဟာဒီမှာကျွန်တော်တို့ကအဲ3 6ဖြစ်မယ်ဆိုလို့စဉ်3ထိပ်3ထိပ်ဝင်မယ်เนาะ6ဖြစ်မယ်ဆိုလို့စဉ်3ထိပ်ဝင်မယ်เนาะ တက်ဖြစ်မယ်ဆိုလို့စဉ်းစားရင်ကျွန်တော်တို့ဒီမှာနှလုံးပေါင်းနှလုံးပေါင်းကျွန်တော်တို့က3ရှိထားတယ်ဗျာနှလုံးပေါင်း3ဒါဆိုလို့စဉ်းစားကျွန်တော်တို့တက်ဖြစ်ဖို့အတွက်ဆိုလို့စဉ်း8ထိပ်8ထိပ်ဖြစ်အောင်ဗျာเนาะအဲ့တော့ကျွန်တော်ဟဲ့မလုံနေလို့ပြောအဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာ3ရှစ်ဝန်ချင်းရတယ်ကျွန်တော်တို့ရှိပြီးသားဆိုတော့အဲ့ဒီမှာကြည့်ကြအောင်နော်3ရှစ် ဝန်ကျင်ရလဲရှိရတယ်ဆိုတော့တဲ့ကျွန်တော်တို့ကအဲ့တော့ဒီ3ဟာထိပ်စီးပြန်ဖြစ်နိုင်တယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာ8ထိပ်3ထိပ်လို့ကျွန်တော်ရေးလိုက်တယ်ဗောဗျာနော်8ထိပ်3ထိပ်လို့ကျွန်တော်ရေးလိုက်တယ်ဗျာနော်6ထိပ်3ထိပ်လို့ရေးလိုက်တဲ့အခါကျတော့တဲ့နော်6ထိပ်3ထိပ်လို့ရေးလိုက်တဲ့အခါကျတော့တဲ့ဟုတ်ပြီနော်6ထိပ်3ထိပ်လို့ကျွန်တော်ရေးလိုက်တဲ့အခါကျတော့တဲ့ဟာဒီမှာအဲ့ကျွန်တော်ထပ်ပြီးတော့ နောက်ထပ်တနည်းကိုထပ်ပြပေးမယ်နော်အဲ့တော့ကောင်းတာထိတ်စီကောင်းတဲ့ဟာလေးကြောင့်ထပ်ပြပေးမယ်နော်ရေတရအာဒီကလေးလေးတော့မဟုတ်တော့ဘူး နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်ပါဒီနှလုံးပေါင်းခြင်း၃ညကအဲဒီမှာ၃ညလို့ဖြစ်ပါတယ်နော်အဲဒီနှလုံးပေါင်းခြင်း၃ဟာအဲဒီမှာ၃လို့ဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်း၁ကအဲဒီမှာ၁လို့ဖြစ်ရပါမယ်တဲ့နော်နော်၁လို့ဖြစ်ရပါမယ်တဲ့ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ကတိထိတိထိတိထိ 3ထိပ်6ထိပ်ဆိုပြီးတော့ထိပ်စီ3လုံးကျွန်တော်တို့ရရှိတယ်เนาะအဲထိပ်စီ3လုံးကိုကျွန်တော်တို့ကထားဒီမှာ6တစ်ပရိတ်နဲ့ကျွန်တော်တို့ယူမယ်ဆိုလို့ရှိရင်เนาะ6တစ်ပရိတ်နဲ့ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပါထည့်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများเนาะเนาะကျွန်တော်တစ်ပရိတ်ဆိုလို့ရှိရင်ကျွန်တော်30နော်တရှိတဲ့အတွက်3ရနော်3ရ5ဝန်းကျင်နဲ့နော်အဲ့တော့တရှိရဲ့6ပြိုင်နဲ့ဆိုတော့1 5နော်1 5 တင်ငါเนาะအဲ့တော့ကျွန်တော်တို့ဒီမှာဒီမှာတစ်ပရိနဲ့ဆိုလို့ရှိရင်300ရာဖြစ်တဲ့အတွက်เนาะအဲ6နောက်ပိတ်เนาะဒါတစ်ပရိနဲ့3ကိုကျွန်တော်တို့3ကို6ပရိနဲ့ဆိုလို့ရှိရင်3ဘူးဟုတ်ပြီเนาะ3ဘူးเนาะဒါပရိပရိနဲ့ကျွန်တော်ပြန်ပြီးတော့ရှင်းပြရအောင်เนาะအဲ့တော့6ကို6ကို6ပရိနဲ့ဆိုလို့ရှိရင်10ဘူးเนาะ10ဘူး ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ကအဲရှစ်ကိုတစ်ပြိတ်နဲ့ဆိုလို့ဆိုရင်တော့နော်ကျွန်တော်တို့က3 8ဆိုပြီးတော့ကျွန်တော်တို့ဒါရမှာဖြစ်ပါတယ်ဗောနော်အဲ့တော့အဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်ပြောပြမှာနော်အဲကျွန်တော်တို့အခုထွက်နေတဲ့ကဏ္ဍကကျွန်တော်အခုကျွန်တော်ဒီမှာတစ်ခုစားတော့နည်းနည်းရှိမှာပြဗောနော်နည်းနည်းလေးကျွန်တော်သုံးသပ်ထားတာရှိတယ်ဗောနော်သုံးသပ်ထားတာရှိတယ်ဆိုတော့လေကျွန်တော်တို့ကြံရမ်း ခုနှလုံးကိုတဲ့နော်ဟောပေါ့ကြံထွက်ပြီးသားကနာခုနှလုံးကိုကြံကနာတစ်လုံးနဲ့ကျွန်တော်တို့ကတ်ထိုးမယ်ဆိုလို့ရှိရင်ကနာကကျွန်တော်ဘယ်နှကွက်ရမလဲဆိုလို့ရှိရင်နှစ်ကွက်၄ကွက်၆ကွက်9ကွက်နော်ခုနှစ်ကွက်10ကွက်7နဲ့14 16 18 20 20နဲ့တကွက်ရအဲ့20တကွက်ထဲမှာကျွန်တော်ကကျွန်တော်တတ်လိုက်တဲ့ကနာကျွန်တော်တတ်ပြီးမယ်နော် အဲ့တော့ဖြစ်နိုင်မဲ့ကဏ္ဍကိုကျွန်တော်ဒီမှာချကြည့်ပြီးသားမှာအပေါ်တော့မဟုတ်ကြိုင်လိုက်ထို့เนาะဖြစ်တဲ့အရာကိုကျွန်တော်ပြောပြတာเนาะဖြစ်တဲ့အရာကြီးကျွန်တော်ပြောပြတာအဲ့ကဏ္ဍကသူကဟာဒီမှာ1နှစ်3ဆိုဟော1နှစ်5ဆိုတော့ကဏ္ဍ3လုံးက3လုံးမကြံတော့တာเนาะဒါကြံကဏ္ဍကြံ3လုံးเนาะကြံ3လုံးเนาะ ြင်းနေတာဆိုတော့နော်ကနန်းသုံးလုံးမှကျန်တော့တာအဲ့ဒါကိုကျွန်တော်ကဒီကျွန်တော်ဒီထဲမှာကျွန်တော်ပေါ့နော်တင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွဲလိုက်တဲ့အခါကျတော့တင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွဲလိုက်တဲ့အခါကျတော့ဒီကနန်းခုနှစ်လုံးနဲ့ကျွန်တော်တွဲလိုက်တဲ့အခါကျတော့ဘာတွေထွက်လာလဲဆိုလို့ရှိရင်ပေါ့နော်ဘာတွေထွက်လာလဲဆိုလို့ရှိရင်အဲ့ထဲမှာအဲ့ထဲမှာဖြစ်နိုင်ရည်အများဆုံးကနန်းနေရာ Sí. ဟုတ်ကဲ့နော်ဖြစ်နိုင်ကြများတဲ့ကဏ္ဍတွေပေါ့နော်ဆက်ဆက်နှစ်ခုနဆက်နှစ်ကျွန်တော်တက်ကဏ္ဍနေကျွန်တော်ထည့်မြည်ပေးပြီနော်တက်ကဏ္ဍနေကျွန်တော်ထည့်မြည်ပေးအဲ့တော့ဒီမှာတချောက်တလေးနော်တချောက်တလေးမြောတင်းနဲ့ပတ်တဲ့3 1နော်3 1 ဟုတ်ကဲ့နော်အဲ့တော့ကိုကြိုက်တော့ကိုထိုးနော်အဲတုံးနဲ့ပတ်သက်လို့ဆိုရင်30 cm US 60 cm 50 cm နော်ထိုးလိုက်ရပါဦးနော်ဒါဆိုရင်ကျွန်တော်ဒီမှာ60 cm 60 cm 90 cm 90 cm 90 cm တုံးတန်啊ချောဆန်啊ချောဆန်啊လေးဆန်啊အဲ့ဒီမှာလေကျွန်တော်အကြိုက်ဆုံးမဟုတ်နော်အဲ့ဒါပဲကျွန်တော်ထိုးရမယ်ကြံထားတော့ကျွန်တော်တက်ကနန်းနဲ့တတ်ထားတယ်နော်ကျွန်တော်ကကျွန်တော်ကြံထားရကျွန်တော်တက်ကနန်းနဲ့တတ်ထားတယ်ဒါတောင်းမိတ်စီများကိုကျွန်တော်ဒါကျွန်တော်ရဲ့တက်ကနန်းအလွတ်ပေါ့နော်အလွတ်ကိုကျွန်တော်ဒီမှာထောက်ပြပြရဖြစ်တယ် အဲ့တော့တက္ကနအလုံးမှာကျွန်တော်ရဲ့ main ကြိုက်ကွက်ကလေးပေါ့နော် main ကြိုက်ကွက်ဒီမှာ85တပွက်ရှိတယ်တိရအဲ့ဒီမှာ47တပွက်ရှိတယ်နော်14တပွက်ရှိတယ်နော်အာကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးပေါ့နော်14တပွက်ရှိမယ်နော်ပြီးရစင်ကျွန်တော်82တပွက်ရှိနော်ကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးကိုအဲ့ဒါကျွန်တော်ပြောပြတာနော်အဲ့ဒီမှာ65တပွက်ရှိတယ်တိရအဲ့ဒီကဏ္ဍလေးကွက်ဒီကျွန်တော်တို့ main လေးကွက်ဖြစ်ပါတယ်ပေါ့နော် မင်းလေးကဖြစ်ပါတယ်နော်ဒီအနေရငခင်မှာအကောင်းဆုံးကနာလေးကွက်ပါလို့နော်အမလေးကွက်လေးကွက်ဆက်ဆံနော်ဆက်ဆံနော်နော်အဲ့ဒီမှာဒုတိယအနေနဲ့ထပ်ကြိုက်တာတော့ကျွန်တော်၃ညတိရှိမယ်ဗျာเนาะ เนาะ အပူနဲ့ဆိုလို့ရှိရင်33ကျွန်တော်တို့ရှစ်ရှစ်နော်အဲ့ဒါလေးကျွန်တော်ကြိုက်ပါတယ်မင်းနော်ဒါကျွန်တော်ရွေးပေးတာနော်ဒါအာထိုးနော်ရှားရဲမတွဲပြောဦးနဲ့မတွဲอ่ะ မတွဲကသွားပြီးတော့မလုံနေတော့မတွဲကနားကတော့ကျွန်တော်တို့မနေ့ကအခွေထွားနိုင်ရဲ့နော်မတွဲကနားကတော့2395မတွဲကနားက2395ကမတွဲဘူးနော်မတွဲဘူးဆိုပေမဲ့အပြီးပေါက်ထွက်နိုင်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ကပြီးခဲ့တဲ့ပတ်ကကျွန်တော်တို့ဒီပြီးခဲ့တဲ့ပတ်ကဒီမှာအဲဒီ ပေါ်ရုံနေမနက်တိုင်းမှာဒီမတွဲကနအခွေထွက်တယ်နော်အဲ့တော့ဒီမှာဒါမတွဲကနအခွေအခွေနော်မတွဲကနအခွေဖြစ်ပါနော်ကျေးဇူးဆိုအားလုံးပဲကြောက်မိတ်ရှင်များနော်ကျွန်တော်တို့လက်ဖြန်ကို ကျွန်တော်ပြောပြမယ်နော်ကျွန်တော်လက်ဖြန်ကအလုံနားပါလေနော်တနေ့ကုန်လက်ဖြန် like မျက်နှာကင်းအချင်းကြီးကောင်းနေဆိုရင်ကျွန်တော်အားလက်ပြီးဆိုရင်ကျွန်တော် live ထပ်လွှင့်ပေးမယ်နော်ထပ်လွှင့်ပေးမယ်မနေ့ပြန်အောင်နော်အဲ့တော့မျက်ပြန်ကိုအလုံးပဲအခုဒီမှာကျွန်တော်ရွေးပြထားတဲ့ကဏ္ဍတွေအရမ်းမျက်ပြန်အားကောင်းတဲ့ကဏ္ဍကြီးဖြစ်တယ်ပေါ့နော်အားကောင်းတဲ့ကဏ္ဍကြီးဖြစ်တယ်ကြိုက်မင်းရတော့ဒါပေါ့နော် ကြိုက်ွက်တွေဖြစ်ပါတယ်เนาะအကြိုက်ွက်တွေကတော့ဒီကဏ္ဍတွေဖြစ်ပါတယ်ဗောနော်ကဲအားလုံးပဲတော့ကြာနေမသိတဲ့လူကကြည့်ပြီးတော့ဟာကဏ္ဍညားလာရင်လာမဟုတ်ဘူးเนาะအခုဒီမှာအစဲရောင်လေးနဲ့ခြေထားတဲ့လေးွက်တာကျွန်တော်ကတော့အကောင်းဆုံးရွေးထုတ်တာဖြစ်တယ်ဟုတ်ကဲ့เนาะအဲ့တော့ဒီကောကောင်းဆိုတာတော့ကျွန်တော်လည်းရှာမရဘူးเนาะစိတ်ကျေနပ်မှုမရှိတဲ့အတွက်ကျွန်တော်မပေးဘူးเนาะအဲ့တော့အစင်ပြေ ပြည်လေဆိုရင်ပြည်တယ်လို့ကိုမကိုထိုးကြဟုတ်ပြီလားဒါအထောက်ကူရအောင်လို့ကျွန်တော်တက်ပြပေးတာဖြစ်ပါတယ်เนาะကျွန်တော်တို့ဘယ်ဟာအကောင်းဆုံးလဲဆိုတာကျွန်တော်ကိုယ်တိုင်လည်းရွေးချယ်လို့နည်းနည်းခေါင်းလျှောက်သွားလို့เนาะစိတ်ကျဉ်းတာမရှိဘူးဟုတ်ပြီလားအားလုံးပဲအဆင်ပြေကြပါစေကဲဒီလောက်ပဲနောက်ညီ